CCDBTB ဆိုတဲ့ဝါဟာရာကိုကျွန်တော်ဒီဗီဒီယိုမှာပြပြတော့ဖို့ဖြစ်ပါတယ်ဒီ CCDBTB ဟာ marketing မှာအရေးပါတဲ့ process တစ်ခုဖြစ်ပါတယ် marketing growth ရည်ဖြစ်တဲ့ Philip Kotler ရဲ့စကားလုံးဖြစ်ပါတယ် CCDBTB ပါပထမဆုံး C ကတော့ကျွန်တော်တို့ create ဖြစ်ပါတယ် tempo foundation ဖြစ်ပါတယ်ဥပမာ ကျွန်တော်တို့ဖောက်တည်တဲ့အတွက် tempo ရှိတဲ့ product တွေ တန်ဖိုးရှိတဲ့စာပိတူကိုဖန်တီးပေးရှင်ဖြစ်ပါတယ်ကျွန်တော်တို့ဟာကျွန်တော်တို့ရောက်ရှင်တဲ့အရာကိုကျွန်တော်တို့ရောက်လို့မရပါဘူးကျွန်တော်တို့ပေးရှင်တဲ့စာပိကိုကျွန်တော်တို့သွားပေးလို့မရပါဘူးဖောက်တည်တွေအတွက်တကယ်လိုအပ်တဲ့ထောက်ကူတွေပဲကျွန်တော်တို့ထောက်လို့ရောက်ရှာမှာဖြစ်တယ်လို့ဖောက်ကူဖောက်တည်တွေအတွက်တကယ်အသုံးတည်တဲ့ဝန်ဆောင်မှုတွေကိုပဲကျွန်တော်တို့ကထောက်လို့ရောက်ရှာရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ create လုပ်တဲ့အခါဖောက်တည်တွေအတွက်တန်ဖိုးရှိတဲ့အရာဟုတ်မဟုတ်ကိုဆန်းစစ်ရမှာဖြစ်ပါတယ် ဖောက်တဲ့တွေရဲ့လိုအပ်ရှိတွေဖောက်တဲ့တွေရဲ့ပြဿနာကိုတွေကိုနားလည်အောင်ကြည့်ရမှာဖြစ်ပါတယ်နားလည်ပြီးမှသာသူတို့အတွက်အကျိုးရှိတဲ့ဖြည့်ရှင်းနေလန်းတွေကိုပေးစွမ်းနိုင်အောင်ကျွန်တော်တို့ကဖန်တီးရမှာဖြစ်ပါတယ်ဆိုလိုပါစို့ကျွန်တော်တို့ကဖောက်တဲ့တွေအတွက်အရှင်ကုန်တဲ့တာစီရလာအရှင်ကုန်တဲ့တာစီဖို့အတွက်နေပညာမျိုးထောက်ကုန်တွေကိုဖန်တီးပေးတာလားမဟုတ်ဘဲနဲ့ဖောက်တဲ့တွေရဲ့ကုန်ကျစရိတ်ကိုချွတ်ချစေရှင်တာလားဖောက်တဲ့တွေရဲ့အဲ ne site base ဆိုင်ရာကိုဟိုဟို short shot ရှင်တာလားစသည်အဖြစ်လေးဖောက်တွေတွေတခုခုတန်ဖိုးအကျိုးရှိစေတဲ့အရာကို ဖန်တီးပေးရမှာဖြစ်ပါတယ်နောက်စီတလုံးကတော့ကျွန်တော်တို့ communicate လို့ခေါ်တယ် set တွေပြောဆိုရှင်ဖြစ်ပါတယ်ကျွန်တော်တို့ဖန်တီးလိုက်တဲ့ product တွေကိုဒီဖောက်တွေကနေပြီးထံကိုရောက်အောင်ကျွန်တော်တို့ကထိရောက်သော set တွေပြောဆိုဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကတော့ product တွေရောင်းနေပြီဒါပေမဲ့ဖောက်တွေကကျွန်တော်တို့ရဲ့ product တွေကိုမသိဘူးဆိုရင်အဆင်မပြေနိုင်ပါဘူးဒါကြောင့်ကျွန်တော်တို့ဖန်တီးထားတဲ့ တန်ဖိုးတွေကိုကျွန်တော်တို့ကဖောက်တည်တွေထန်တို့ရောက်အောင်ဆက်တည်ပြောဆွေးရမှာဖြစ်ပါတယ်။သို့မှတ်သာထောက်ကွန်ရဲ့အကျိုးအကျိုးစုတွေကိုဖောက်တည်တွေကနားလေလက်ခံလာပြီးတော့ကျွန်တော်တို့ရဲ့ product တွေကိုဝယ်ယူသုံးဆွဲလာမှာဖြစ်ပါတယ်။နားလေလက်ခံနိုင်အောင်လေကျွန်တော်တို့ကရှင်းလင်းစွာပြောဆွေးရမှာဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ဟိုဖောက်တည်တွေနဲ့ဆက်ဆံတဲ့အခါကြော်ညာတွေကပဲဆက်ဆံမလား Facebook တို့ Twitter တို့ဟို Telegram တို့စသည်အပြင်ပေါ့လေကျွန်တော်တို့ social media တွေကပဲဖောက်တည်တည်နဲ့ဆက်ဆံမလားမဟုတ်ဘူးနဲ့ဓာတ်ရိုက်စကားပြောပြီးဆက်ဆံမလားစသည်အပြင်အကျော်ညာတွေ social media တွေအဖုန်းကောတွေ Gmail email တွေပေါ့လေစသည်အပြင်ဖုန်းခေါ်လို့ပဲဖြစ်ပဲအဲ့လို communicate အထူးကတော့ဆက်သွယ်ပြောဆွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဖန်တီးထားတဲ့တန်ဖိုးတွေကိုဖောက်တည်တည်ထံကိုထိရောက်စွာဆက်သွယ်ပြောဆွေးရမှာဖြစ်တယ်သူတို့ကနားလေအောင်လက်ခံတယ်အောင်ကျွန်တော်တို့ကရှင်းလင်းစွာပြောဆွေးနိုင်ဖို့အရေးကြီးပါတယ် D ဆိုတာကတော့ deliver ဖြစ်ပါတယ် post operation ဖြစ်ပါတယ်ကျွန်တော်တို့ဖောက်တည်တွေထံကိုကျွန်တော်တို့ရဲ့တန်ဖိုးကိုထိရောက်စွာပို့ဆောင်ပေးရမှာဖြစ်ပါတယ်ဖောက်တည်တွေဟာကျွန်တော်တို့ထောက်ကူတဲ့ဝန်ဆောင်မှုမျိုးကိုအဆင်ပြေလွယ်ကူအောင်ရရှိနိုင်ဖို့အတွက်တေချာစေရပါမယ်ကျွန်တော်တို့ process တွေကအသေးချာမလောက်ထားဘူးပို့ delivery ပို့တာ ူတို့ကဝေလိုက်ပြီးဝေတဲ့ဟာနောက်ကျနေတဲ့အချိန်တွေကြာနေတဲ့စသည်အဖြစ်ဆိုရင်အဆင်မပြေနိုင်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ online ကတဆန့်မှာဝေတာပဲဖြစ်ဖြစ်တစ်ခါတည်းလူကိုယ်တိုင်သောပေးတာပဲဖြစ်ဖြစ်စသည်အဖြစ်ပေါ့လေဘလို့နေနေပဲလောက်လောက်ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကျွန်တော်တို့ရဲ့အဲ product တွေဟာသူတို့ဟိုအလွေတကူကျွန်တော်တို့ပို့ဆောင်နိုင်တဲ့အဲအနေအထားတွေဖြစ်နေဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ထောက်ကူတဲ့ဝန်ဆောင်မှုမျိုးကိုအဆင်ပြေလွယ်ကူစွာရရှိနိုင်အောင်တေချာစေရဖို့ဖြစ်ပါတယ် ဘွေကတော့ value လို့ခေါ်ပါတယ်တန်ဖိုးဖြစ်စေပြရှင်ပါထောက်ကူနဲ့ဝန်ဆောင်မှုများဟာဖောက်တည်တွေအတွက်တန်ဖိုးရှိရှင်ကိုသေချာစေဖို့လိုအပ်ပါတယ်ဖောက်တည်တွေဟာကျွန်တော်တို့အတွက်တန်ဖိုးရှိတယ်လို့ကျွန်တော်တို့ရဲ့ထောက်ကူကိုတန်ဖိုးရှိတယ်လို့ခံစားရမှသာကျွန်တော်တို့ရဲ့ထောက်ကူကိုအသုံးပြုမှဖြစ်ပါတယ်အဲ့မှသာသူတို့ဟာကျွန်တော်တို့ကိုရဲ့ တိတ်ဆာရှိတဲ့ဖောက်တည်တွေဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ customer တွေကိုဝေယူပြီးနောက်မှလည်းပံ့ပိုးမှုတွေလောက်အောင်มาဖြစ်တယ်လို့အရေးသွေးအာမခံချက်တွေပေးတာဖြစ်ဖြစ်စသည်အဖြစ်ပေါ့လေသူတို့တန်ဖိုးတက်အောင်သူတို့တခုခုပို့ပြီးတန်ဖိုးရှိအောင်ကျွန်တော်တို့ကတန်ဖိုးဖြစ်စေပေးရမှာဖြစ်ပါတယ် ဒီကတော့ target market ဖြစ်ပါတယ်ပိတ်မဲ့ fashion ဖြစ်ပါတယ်မှန်ကန်တဲ့ဈေးကွက်အပိုင်ချောက်ကိုကျွန်တော်တို့ကရွေးရှည်ရမှာဖြစ်ပါတယ်မှန်ကန်တဲ့ဖောက်တည်အောက်စုကိုကျွန်တော်တို့ပိတ်မဲ့ fashion အားဖြင့်ဈေးကွက်ရှာဖွေတဲ့အခါကျွန်တော်တို့ marketing ဆင်းတဲ့အခါပုံမထိရောက်ပါတယ်ကျွန်တော်တို့ရဲ့ product ဟာလူငယ်တွေရောက်မှာလားလူကြီးတွေပဲရောက်မှာလားသို့မဟုတ်ဘယ်နဲ့အမျိုးသမီးပဲတည်တံ့ရောက်မှာလား LGBT ကိုရောက်မှာလားစသည်အားဖြင့် target market ဟာဘာလေးဆိုတဲ့ဟာကိုသိဖို့လိုအပ်ပါတယ်သို့မဟုတ်ဘယ်နဲ့ geographic အရာ ဲဥမာရန်ကုန်ရောက်မှလာမန္တလေးပဲရောက်မှလာမြန်မာတနေကန်လုံးရောက်မှလာတက္ကပါလုံးရောက်မှလာစသည့်အဖြစ်ပေါ့လေ target market တွေကိုကျွန်တော်တို့ဟိုခွေးဖို့လိုအပ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့လူငယ်တွေအတွက်ဖုံးတွေရောက်မှလာသို့မဟုတ်ဘယ်နဲ့စီးပွားလုပ်ငန်းရှင်တွေဆော့ဝေးတွေစသည့်အဖြစ်ပေါ့လေပိတ်မှတ်တွေထားပြီးကျွန်တော်တို့ target market တွေခွေးရှမ်းစိုက်ဖြာပြီးကျွန်တော်တို့လောက်ရမှာဖြစ်ပါတယ် အဲကြောင့် D ကတော့ target လို့ခေါ်တယ်ကျွန်တော်တို့ပိုင်မှတ်ထားရှင်ဖြစ်ပါတယ် P ကတော့ကျွန်တော်တို့ profit လို့ခေါ်တယ်အမြတ်အစွန်းရရှိရှင်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ profit တွေဟာစိုက်ကျင်တတ်မှုရှိတယ်တိတ်ဆက်ရှိမှုတွေရှိလာမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီနေရာကနေအမြတ်အစွန်းတွေရလာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကိုအသုံးပြုလာကြတယ်ကျွန်တော်တို့ထောက်ကူတွေကိုဝယ်ယူသုံးစွဲလာကြတယ်ဆိုရင်သိချတာပေါ့ဗျာကျွန်တော်တို့ဟို profit တွေရလာမှာဖြစ်တယ်ပေါ့လေအဲ့ဒါကြောင့်ဈေးကွက်ရှာဖွေလုပ်ငန်းများရဲ့နောက်ဆုံးရင်မှန်းချက်ဟာကျွန်တော်တို့ ဘာရဖို့လေဆိုရင်အမျက်အစွန်းရရှိဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဖောက်တင်မြောက်ကျေနှက်မှုရှိမှသာကျွန်တော်တို့ရေရှင်မှာအမျက်ရနိုင်မှာဖြစ်ပါတယ်။တခါတော့ဝေရောက်လိုက်တယ်၊ဂျင်းထစ်လိုက်တယ်။အဲဖောက်တင်ကတော့ဝေတော့မယ်။ဒါပေမဲ့ तू ခံလိုက်ရပြီဆိုရင်နောက်တစ်ခါမဝေတော့ပါဘူး။နောက်တစ်ခါမဝေတော့ရင်ကျွန်တော်တို့နောက်တစ်ခါ तू ပြန်ရောက်လို့မရတော့ဘူး။ဒါကြောင့် profile ရေရှင်ကျမ်းမှာမဟုတ်ပါဘူး။ဒါကြောင့်ဈေးကွက်ရှာဖွေတာ marketing လောက်တာမှာပဲဖြစ်ဖြစ်အတိတ်ကနောက်ဆုံးရင်းမှန်းချက်ကပါလေဆိုရင်ကျွန်တော်တို့ရေရှင်အမျက်အစွန်းရရှိဖို့ဖြစ်ပါတယ်။ဒါကြောင့်ရေရှင်အမျက်အစွန်းရ ရှိဖို့ဆိုရင်ဖောက်သေးတွေကိုကျင်တဲ့အောင်ကျွန်တော်တို့လုပ်ပြရမှာဖြစ်ပါတယ်ဖောက်သေးများရဲ့ပြန်လည်ဝေယူမှုနဲ့တိတ်ဆတ်ရှိမှုတွေကတဆင့်ပဲအမျက်တွေဟာတစားပေါ်တစားပေါ်တူပေါ်လာရှင်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ pre p လို့ခေါ်တဲ့ profile အမျက်စွန်ရရှိကိုလေရရှိရှင်ကိုလေကျွန်တော်တို့ဟိုတတိထားမှာဖြစ်ပါတယ် ဒါကြောင့် CCDBTB ဆိုတဲ့ model ဟာကျွန်တော်တို့ zero waste shop ရဲ့လုပ်ငန်းကိုစနိုင်တကျလှုပ်ဆုပ်ဖို့အတွက်လမ်းညွှန်ထားခြင်းဖြစ်ပါတယ်။ဖောက်သည်တွေအတွက်တန်ဖိုးကိုဖန်တီးတာ၊ထိုးတန်ဖိုးကိုထိရောက်စွာဆက်သွယ်ပေးတာ၊ပို့ဆောင်ပေးတာနဲ့ပိတ်မဲ့ထားခြင်းတို့ဟာကျွန်တော်တို့ရဲ့လုပ်ငန်းရည်ရှိတည်တံ့ဖို့အတွက်အမြတ်အစွမ်းတွေရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာကျွန်တော်တို့ create foundation communicate ဆက်သွယ်ပြောဆိုခြင်း deliver ပို့ဆောင်ခြင်း value တန်ဖိုးဖြစ်ခြင်း target market လို့ခေါ်တယ်ပိုင်မှတ်ထားရှင် profile အမြတ်ဆုံးရရှိခင်စတဲ့ CC DB TB ဆိုတဲ့ affiliate controller ရဲ့ကျွန်တော်တို့ဒီ marketing process ကိုကျွန်တော်ဒီ video မှာရှင်းပြပေးတော့ရှင်ဖြစ်ပါတယ်အကျိုးသစွာရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ခင်ဗျာနောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါစို့ thank you ပါ